ခါကလေးမှာတူးတဲ့တော့လူတူးကစัจ java လာတဲ့အမြင်ကို ပြောင်းလဲနိုင်တယ်ဆိုတာကိုသင်ရောက်ပါသလားငယ်စဉ်ကမိကွန်းတစ်ခုပဲစတင်ခဲ့တဲ့တူတူကခေတ္တယူဘဝေဒရဲ့အခြေခံအောက်မြစ်တစ်ခုကိုဖြစ်လာခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့ပြန်ကြည့်ကြမယ်သူကတော့ iPad S တိုင်းပဲဖြစ်ပါတယ်ဘုဒ္ဓတနဲ့တတူအချွဲအင်းနဲ့အချိန်ရှူတော့အစ်စ်တွေကိုဖန်တီးခဲ့သူပဲဖြစ်ပါတယ်ဒီနေ့ကတော့ iSight ရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတော့ပါမယ် 1889ခုနှစ်မန်လ14ရက်နေ့ဂျာမနီနိုင်ငံဝန်ဒါဘက်ဖီနယ်ကငယ်လေးသူမွေးဖွားလာခဲ့ပါတယ်သူ့နာမည်ကအပတ်အစတိုင်းပဲဖြစ်ပါတယ်ဂျူမီတာစုတစုရဲ့တာဒီမီတာစုရဲ့အဖေဟာမန်အစတိုင်းကသူ့တည်တနာပျက်စီးကိုရောင်းသူဖြစ်ပါတယ်သူ့မိကတော့ဘွိုင်အင်ကတ်ကအင်ရှင်မတူပြီးတော့မီတာစုတစုဟာပေတနဲ့ပညာရေးနယ်ပယ်ကိုနူးညစွာတွားရလမ်းစတွေဖြစ်ခဲ့ပါတယ်အသက်ငယ်စဉ်ကတည်းက အစတိုင်းဟာမိကုန်းတို့ကိုအမြဲမေးတဲ့ကောင်လေးတူဖြစ်ပါတယ်။ဘာကြောင့်မျိုးလုံးနဲ့မြင်တာဟာအမှန်တကယ်တန်ဖိုးရှိတာလား။အလဲရောင်ဟာဘလို့ထောက်ခတ်သွားတာလဲ။ဒီလိုမိကုန်းတို့ကိုသူ့ဘဝကပြောင်းလဲသွားစေပါရဲ့။ပြီးတော့ငယ်စဉ်အခါကဒီညနေမြုပ်မှာကကလစ်အကြောင်းမှာစာဖတ်ခဲ့တယ်။အသက်၁၂နှစ်အရွယ်မှာပဲကိုယ်တိုင်နဲ့တင်ချာ Euclid Geometry ကိုစတင်လေ့လာတောင်းနိုင်ခဲ့ပါတယ်။ဒီတက္ကသိုလ်ပြီးနောက် အလောက်ရှာရခဲ့တဲ့ဒီနှစ်တည်းအရအတွေ့မှလည်းဆွဲမလျှော့ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဒီဆက်စလန်နိုင်ငံပေတိရောက်မှစာရွက်အနေနဲ့အလောက်အကူလောက်တာနဲ့ပဲပညာရေးကိုဆက်လုပ်ခဲ့ပါတယ်။ပြီးတော့သူ့ရဲ့အိမ်ထောင်ရေးမှလည်းဒီမာရီလာပါမာရီနဲ့အတူ1903ခုနှစ်မှာအိမ်ထောင်ပြုခဲ့ပါတယ်။သူတို့မှာကလေးတောင်ဦးရှိခဲ့တယ်။လီဆယ်ရဲ့ဟန်အပ်တဲ့အဝတ်တော်ပဲဖြစ်ပါတယ်။1905ခုနှစ်မှာတော့ အော်ဖွယ်နှစ်တနှစ်ဖြစ်လာခဲ့ပါတယ်။အိုင်စတိုင်ကထွက်ရှိလာတဲ့ဒီတုဒေသနာစာသားလေးတစ်ပောက်ကတိုက်ပံကဘာကိုတောင်လှောက်သွားစေခဲ့ပါတယ်။အဲ့ဒါကတော့ပိုတိုအီလက်ထရစ်အကျိုးတက်ရောက်မှုပြီးတော့ပရိုနီယာလှုပ်ရှားမှုတွေနဲ့ပြီးတော့ဒီတတုနဲ့ဆွဲအင်တွေကိုတူညီမှုတွေကိုဒီအလုပ်တွေကြောက်ပဲ E equal to mc square ဆိုတဲ့အတူကောင်းတဲ့ဒီဆွဲအင်အကြောင်းတွေကိုပြန်လည်တတ်မှတ်ပေးသူဖြစ်လာခဲ့ပါတယ်။ဒီအလုပ်တွေကြောက်ပဲဒီလောကကြီးက မျက်စိပြန်ပွေသွားခဲ့ပါတယ်။ဒီအလင်းရောင်နဲ့အချိန်လေးဟာတယောက်နဲ့တယောက်ဆက်ဆက်နေတယ်ဆိုတာကိုသိလာတယ်။တကဘာလုံးကဒီအိုင်စတိုင်းကိုခေတ္တယူပဗေဒဤမိခင်လို့ခေါ်လာခဲ့ကြပါတယ်။ပြီးတော့သူ့ရဲ့အကြောင်းဟာစာအုပ်ထဲမှာမနှက်ဖြန်တော့မပြောက်သွားပါဘူး။သူကတော့တိတ်ပံကိုအော့အော့ဆရာဖြစ်ပြောင်းလဲခဲ့သူပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတစ်ခုနဲ့တူဒီအနာစာတွေလည်းပါလာပါတယ်။အဲ့ဒါကတော့ တီတနေမောင်နှံခွာချင်းမိသားစုနဲ့ကွဲခွာချင်းဒီနိုင်ငံရေးကွဲမြဲမှုအတွက်နဲ့သူဒီနာစာရဲ့အစိုးရလက်ထက်မှာယူလူမျိုးဖြစ်နေတဲ့အတွက်တက္ကသိုလ်မှဖန်ရှားခံခဲ့ရပါတယ်ပြီးတော့သူ့အပေါ်မှာတပ်ဖြတ်မှုသတင်းတွေထွက်လာတယ်ငွေဒေါ်လာ9000အထိအကျဉ်းမြတ်ထောက်ထားကြပါတယ်ဒါပေမဲ့အိုက်စတိုင်းဟာမတောင်းလျှောက်ခဲ့ပါဘူးအဲဒီကနေတစ်စိအမေရိကန်တို့ရှုပ်ပြောင်းခဲ့ပြီးတော့မှအမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ် ဒီဆက်အိတ်နဲ့တတူအကြောင်းတွေကိုတင်ကြားထဲမှာမဟုတ်ပါဘူးလူရဲ့ဆက်ထဲမှာတော့ပြောင်းလဲမှုဖြစ်လာစေခဲ့ပါတယ်နောက်ပိုင်းကာလမှာနိုင်ငံတို့အတွက်နိုင်ငံများကတော့ဒီတမတအဖြစ်ဖျက်ချခံခဲ့ရပါတယ်ဒါမဲ့သူပြန်လဲငြင်းချမ်းစွာပြောလိုက်ပါတယ်ငါမှနိုင်ငံရေးအတွေ့အကြုံမရှိဘူးငါမှတိတ်ပါနဲ့သဘောတရားကိုတားနားလဲသူပါလို့သူကပြောခဲ့ပါတယ်တိုးတက်ခွန်စနစ်နဲ့အရွယ်မှာပဲပရက်စတန်မြို့မှာပြန်လဲငြင်းချမ်းတွားခဲ့ပါတယ်ပြီးတော့သူတည်ဆုံးပြီးတဲ့နောက်မှာ ကြံရှိနေတဲ့ဒီစကားလုံးရဲ့အကြောင်းကတော့လူဘဝအတွက်တပ်တွေတစ်ခုဖြစ်နေခဲ့ပါတယ်။အဲ့ဒါကတော့အမှားမဖြစ်ဘူးသူဟာအတိတ်တစ်ခုကိုမကြိုးစားဘူးသူပဲဖြစ်ပါရဲ့။အိုင်ဆန်ရဲ့ဘဝကသင်္ချာနဲ့တူတူပဲမဟုတ်ပဲအမေကောနဲ့အပြန်အလှန်ဖြစ်ပါရဲ့။မင်းဘဝမှာလည်းတစ်ခုပဲလိုတယ်။မိကုံတစ်ခုပဲမေးပါ။ဘာကြောင့်မင်းဟာမင်းအနေနဲ့မင်းဖြစ်နေတာလဲ။ဒါကမင်းအတွက် တန်တရားတစ်ခုဆိုပေမဲ့ဒီတတုနဲ့ဆိုင်ရင်တန်းသူတဲ့ဆိုင်ရင်တစ်ခုလှူရှားမှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပါပဲဟုတ်ကဲ့ဒီကွန်မန့်မှာလည်းတင်ရဲ့ဘဝကိုပြောင်းလဲစေတဲ့ဘေကွန်တစ်ခုယူပေးခဲ့လို့ရပါတယ်တင်ရဲ့စိတ်ထဲမှာအိုင်ဆန်ကိုတွေးရလိုက်တာဘာကြောင့်လဲဆိုတော့အကြံဉာဏ်တစ်ခုပေါ်လာတဲ့အခါမှာလောကကြီးကိုပြောင်းလဲဖြစ်နိုင်လို့ပါပဲဟုတ်ကဲ့ဒီနေ့တော့အိုင်ဆန်ရဲ့အကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ်ဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ